အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှ ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်မြန်မာပြည်အထက်ပိုင်းတွင်တောကြီးသတော်သည် ရှိ ထိုတော၌ကျွန်းပင်များကျွန်းပင်ကဲ့သို့မြန်မာသောပင်စီပင်ဆောက်ကြီးမားသည့်အပင်များသည် ထူထပ်သိပ်သည်စွာပေါရောက်လျက်ရှိ ထိုတော်သည် အမျိုးပေါင်းရာထောင်သောတောပန်းတို့ဖြင့်ပြီးထို့အတူအမျိုးပေါင်း အရာထောင်သောပြားပရုံလိပ်ပြာတို့သည်ရှိ၏ထို့အတူပြားအုံကိုဖဲ့၍ဖဲ့၍စားရက်သောဝတ်ဝံတို့သည်လည်းအမြောက်အများရှိ၏ထို့ကြောင့်ထိုတော်ကိုဝတ်ဝံတော်ဟုခေါ်ကြကုန်၏ထို့အတူထိုတော်နှင့်ဤကတော်တောင်ကိုလည်းဝတ်ဝံတောင်ဟုခေါ်၏အချို့ကလည်းထိုဝတ်ဝံတော်ကြောင့်ထိုတောင်သည်ဝတ်ဝံတောင်ဖြစ်သည်မဟုတ်ထိုတောင်ကိုအဝေးမှကြည့်လျင်ဝတ်ဝံကြီးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသောကြောင့်မူလကပင်ဝတ်ဝံတောင်ဟုခေါ်ခဲ့ကြ၏ ထို့ကြောင့်ထိုဘဝန်တောင်နှင့်ဤတော်တော်ကိုလည်းဘဝန်တော်ဟုခေါ်ခဲ့ကြသည်ဟုဆို၏။အစုံအခုသည် ခိုင်မာလာသောအခါ၌အငင်းပွားပွဲရာဖြစ်တော်၏။မိတို့ဆိုစီဘဝန်တောင်နှင့်တောင်အဖြစ်လာပါနေ၏။ထိုသူဘဝန်တော်သည်လည်းတောအဖြစ်လာပါနေ၏။ထိုလာပသောဘဝန်တောင်ကို မော်တော်ကားလမ်းတစ်ခုသည်ကွေ့ပက်၍အစ်ဖော်ထား၏။ထိုသူလာပသောဘဝန်တော်ကိုလည်းဆန်းကြောင်းငယ်တစ်ခုသည်အလေတည်းတည်းမှဖြတ်၍အစင်းဖော်ထား၏။ ထိုလဘသောတောနှင့်ထိုလဘသော တောင်တွင်မကောင်းသောအရာတစ်ခုသည် ရှိ။ထိုအရာမှာခရီးတဲ့သို့မကြာခဏဓမြတိုက်ခံရခြင်းဟူသောနာမည်ပြက်ပင်ဖြစ်၏။တောင်လနှင့်တောလကိုပျက်စီးစေလောက်အောင် ထိုနာမည်ပြက်အမဲခွက်ကြီးကလွမ်းအုပ်ထား၏။ထိုကြောင့်ခရီးတွေတို့သည်ဝတ်ဝန်တောင်းဟု ဆိုလိုက်လျင်နှာခေါင်းရှုံကြ၏။ထို့အတူဝတ်ဝန်တောဟု ဆိုလိုက်လျင်ကလက်ကာကြကုန်၏။ထိုခရီးတဲ့အစင်မတင်လျင် စီးစိမ်ပြုတ်အသက်ဇီဝင်ပင်ကျွေးနိုင်သည်ဟု ထင်မှတ်ကြကုန်၏ဒိုးဝဝန်တော်နှင့်ဝဝန်တောင်သည်ခရီးသည်တို့အားဓမြတိုက်နေသည်ဟုတဦးတယောက်သေးသာရှိထိုသူကတနတ်တမလူရန်ကားဖြစ်ပုံမှန်ကနန်းပေါင်းမြောင်များစွာဖြင့်ဝရန်ထုတ်ထားရသောဝရန်ပြည်တို့လည်းဖြစ်သူသည်ထိုတော်နှင့်ထိုတောင်တွင်တောင်းကျမ်းနေတော်လဲတယောက်တည်းဖြစ်၍အရှာရခက်လာ၏တက်ဆိုင်ရာမှတောင်းနှင်း၍ရှာလျင်လဲထိုတယောက်တည်းစိုးသွမ်းနေသောလူကိုကတောင်းနှင့်တောင်ကိုစွန့်၍ရုပ်ဖြက်ကအချားနေရာသို့ရှောင်းတိန်ထွက်ခွာသွားတတ်သည် သက်ဆိုင်ရာမှထောင်၍ဖမ်းရန်မျိုးမျိုးဖုံဖုံစီစဉ်ခဲ့၏ခရီးသည်ရောင်ဆောင်၍၎င်းဓမြတိုက်မိနေရာသို့သွားခဲ့ကြ၏ဒင်းကထိုသူတို့အားဓမြတိုက်ဖို့ဝေးစွာချောင်း၍ပင်မကြည့်ခဲ့ပေထိုအခါမျိုး၌ရှာသူတို့သည်ဖက်ဖက်မောကြကုန်၏မရှိတော့ဘူးနှင့်တူပါရဲကွာဟုထင်မှတ်ကစိတ်ချလက်ချနေပြီဆိုလျင်ဓမြမှုများပေါ်ပေါက်လာပြန်၏ထိုကြောင့်ကလေးများတခိုးပလိတ်လုတ်တန်းကစားတဲ့ကဲ့သို့ထိုဝရမ်းပြီးလူစိုးနှင့် ပလိတ်တို့သည်ကစားနေကြလေထိုတို့ကစားပွဲသည် ကြာညောင်းလာသောအခါ၌အသက်မရှိသောတောနှင့်တောင်သည်အချောင်နမီပြည့်ရတော်သည်တနေ့တစ်နေ့အထက်ကဆိုခဲ့သောဝဝံတော်ကိုမုန်စိတ်ဖြူအဖိုးအိုကြီးတို့သည်တရွေ့ရွေ့တက်လာလေသည်ထိုအဖိုးအိုမှာမြမပြည်ပေါက်တရုတ်ကားပြားတို့ဖြစ်သူသည်မြမစကားနှင့်မြမစာကိုကျွမ်းကျင်စွာတတ်၏မြမဒလေးစရိုက်နှင့်စိတ်နေတဘာဝတို့ကိုချစ်မြတ်နို၏အသက်ရွယ်အိုမင်းမီဖြစ်သောကြောင့်၎င်း၏ဆံမုန်စိတ်တို့သည်ဥပြိုင်း၏အတောင်ကဲ့ အတောင်ကဲ့သို့ဆွတ်ဆွတ်ဖြူနေပြီဖြစ်၏သူသည်လွယ်အကြီးတစ်လုံးကိုလွယ်လျက်သူ၏အရက်ထက်များစွာမြင့်မားသော တောင်ဝေးကြီးကိုတတောက်တောက်ထောက်လျက်တောင်ငူကွေ့ပတ်ခါတက်လာခဲ့၏တောင်ထိပ်သို့ရောက်သောအခါ၌အခြားတစ်ဖက်သို့တရွေ့ရွေ့ဆင်းသွားလေထွင်၍သွားရာတောင်ကြီးရှိခြောက်ကဘာတစ်ခုသို့ရောက်လေထိုနေရာသို့အရောက်၌မိုးဆုံဆုံချုပ်သွားလေတော့၏တို့ရရင် မုတ်စိတ်ဖြူကြီးသည်ပူပင်ခြင်းမရှိပေ၆ကဘာဤထိတ်တွင်ရှိသော ညဤထမင်းဆိုင်ကလေးတို့ဝင်လိုက်လေသည်သူသည်ထမင်းဆိုင်ရှင်အားကျုပ်ဒီမှာညစာလဲစားမယ်ညဤလဲတင်းမယ်အဲ့ဒီအတွက်လဲကြားတင်းတဲ့အဖိုးခါကိုပေးပါမယ်ဟုပြောလိုက်လေထိုအခါညဤထမင်းဆိုင်ရှင်သည်တဲကိုခွင်ပေးလိုက်လေတော့သည်မုတ်စိတ်ဖြူကြီးသည်ညစာထမင်းတပွဲမာယူစားတော့၏ထို့သောမာယူစားတော့ပြီးနောက်၎င်းအတွက်ရရှိသောကင်းကောကရင်လေးတစ်ခုတွင် ထိုင်က၎င်း၏အိတ်အတွင်းမှလက်မခံရှိသောပိဿကလေးများကိုစိတ်ရှည်လက်ရှည်ချုပ်နေလေတော့သည် ၎င်းပိဿာကလေးများသည်လွန်စွာသေးကွေးတော်လဲအဖိုးကြီးသည်တစ်စစ်ကွက်တရံဖော်၍ဆက်ဆောင်တထဲချုပ်နေခြင်းဖြစ်ထိုချိန်၌ပင် ရာဇဝိအုပ်တယောက်နှင့်ပလိတ်သား9ယောက်တည်ထိုဆိုင်သို့ရောက်ရှိလာလိ။ထမင်းမာယူစားတော့ကြ၏။ညအဖို့အိတ်ဆက်ရန်ကင်းကော့ကလေးများတောင်းယူကြ၏။တို့ရာတွင်၎င်းတို့သည်ချမ်းအင်းလွန်လာသောကြောင့်အိတ်ဆက်ချင်းမပြုတ်နိုင်ပေမိဘကြီးဘေးတွင် စုပြုံ၍ထိုင်နေကြလေသည်။ထိုပလိတ်များရောက်ရှိလာပြီးနောက်လူငယ်တအူးရောက်ရှိလာ၏။ ထိုလူငယ်သည်ဘင်းဂျိုတလုံးကိုလွယ်လျက်ပတ်တူလွယ်အိတ်တလုံးကိုလက်မဆွဲလျက်ဝင်လာခြင်းဖြစ်လူငယ်သည်လည်းထမင်းဆိုင်ရှင်ထန်၌ညအိတ်ခွင်တောင်းလေထို့နောက်လူငယ်သည် ထမင်းတပွဲမာယူစားတော့လေထမင်းစားကနီးတွင်လူငယ်သည်၎င်း၏ပတ်တူလွယ်အိတ်အတွင်းမှအရက်ပလင်းတလုံးကိုထုတ်လိုက်သည်ထိုအရက်ပလင်းမှာအရက်ပလင်းဖြစ်လူငယ်သည်ဖန်ကွက်တလုံးကိုတောင်းယူပြီးနောက်ငဲ့၍တောင်းမီပြုပြီးမှပလိတ်များကိုမြင်လျင်အော်မိတ်ဆွေတို့ရဲ့တောက်ကြပါအောင်ဗျာဟုပြောရာ ရာဇဝဲအုပ်ကနေပါစေဟုပြောတော်လဲ၎င်းလူငယ်ကမိမိတောက်ရန်အတွက်ဖန်ခွက်ထဲတွင်လက်နှလုံးခံငဲ့ယူထားပြီးနောက်အရေးပလင်းကိုပလိတ်များ၏အလေသို့ခြာပေးလိုက်လေ၏ထို့သို့ခြာပေးလိုက်ရင်တောက်ကြပါဗျာကျုပ်ကခမရတို့ကိုကျေးဇူးပြုတာပါကျုပ်တို့ကျုပ်တို့လိုကုန်နေဖို့ခမရတို့ရှိတာတိတ်ပြီးကောင်းတာပဲတောင်ကြီးမှာကားပြတ်သွားလို့အချို့ကတောင်ပေါ်မတက်ဖဲတစုတဝေးတဲ့လာလန်းအတိုင်းပြန်သွားကြတယ်ကျုပ်ကတော့တယောက်ထဲတောင်ပေါ်ဇွတ်တက်လာခဲ့တာနေလဲဝင်သွားရောဒီဆိုင်ကလေးတွေးလို့တော်သေးတာပေါ့ဗျာ ဒါပေမဲ့စိတ်ကတော့တိတ်ပြီးမချဘူး။ဆိုင်နဲ့လှမ်းကြည့်လိုက်တော့လည်းဘာမှအားကိုးလို့မရမဲ့မုတ်စိတ်ဖြူအဖိုးကြီးတယောက်ပဲတွေ့ရတယ်။ကျုပ်မှအဲ့ဒီအထိတထိတ်ထိတ်ပဲ။နောက်ဆိုင်ထဲကိုဝင်လိုက်တော့မှမိဆွေတို့တစုကိုမြင်လဲမြင်လိုက်ရောအားကိုရှိသွားတာပဲဗျာ။ကျုပ်ဖြင့်ဒီဆိုင်ထဲမှာစိတ်ချလက်ချအိတ်ဝင်ပါပြီဗျာဟုပြောလိုက်လေ။ဒုက္ခရာဇဝိအုပ်က၎င်း၏တပည့်ပလိတ်သားတဦးကိုဖန်ခွက်ယူကိုင်းပြီးလူငယ်ဘက်သို့လဲကဘာမှမပူနဲ့ကိုလူကြီးကျုပ်တို့ရှိပါလေစိတ်ချလက်ချတာအိတ်ဆန်းမှာ။ ဒါပေမဲ့ဒီလိုနေရာမျိုးကိုတော့နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်တယောက်တည်းမလာလေးနဲ့ပြုဒီနေရာအကြောင်းကြားဘူးတယ်မို့လားဝမ်းပြေးတမတပြကြီးငဖီးဆိုတာအလွန်တောင်းကျမ်းနေတာကလားပစ္စည်းလဲယူတယ်လူလဲတက်ရှင်တက်တယ်ကျုပ်တို့လည်းအထက်အမင်းရငဖီးကိုတောင်းနှရှာဖို့လာခဲ့ကြတာပဲဟုဆိုကလူငယ်ပြီးတော့အရက်ကိုမော့ချလိုက်လေဟုတ်ပါရဲ့ဗျာအဲ့ဒီနာမည်ကြီးကြားဘူးပါရဲ့ဘယ်နဲ့ဟာကြီးမင်းလဲမသိပါဘူးဗျာသူ့နာမည်ကြီးကိုကြားလိုက်တဲ့အချိန်ကျုပ်မျက်စိထဲမှာမပြောသေးကြီးကိုသွားမြင်မိတာပဲဗျာမပြောသေးကို ရင်ရင်ကျုပ်တို့ကတဖိနှဖိလို့ရေတယ်မို့လားလူငယ်ကထိုသူပြောလိုက်လေထိုအခါပလိတ်များစီလူငယ်၏စကားကိုသဘောကျလွန်းသောကြောင့်ဝါကနေရေကြလေသည်ရာသူ၏အုပ်သည်အရက်တစ်ခွက်ကိုထက်ပြီးမောချလိုက်ပြီးကြံရည်များကိုသူ၏တပည့်များဘက်သို့ပေးလိုက်လေသူ၏တပည့်များသည်အရက်ကိုမျှသ၍တောက်ကြလေသည်ရာသူ၏အုပ်သည်တရွေးကိုပစ်ကနေထွေးလိုက်ပြီးနောက်ကုလူငါဖီးကိုတွေ့ဘူးသလားဟုမေးလိုက်လေထိုအခါလူငယ်သည်တွေ့လဲမတွေ့ဘူးပေါ့ဗျာတွေ့လဲမတွေ့ချင်ပါဘူးဗျာဟုထိတ်ထိတ်ပြောပြပြန်၍ဖြေလေသည် ရာသွေးအုပ်သည်၎င်း၏အိတ်အတွင်းမှဓာတ်ပုံတစ်ပုံကိုထုတ်၍မတွေ့ဘူးယင်ဒီကိုလာကြည့်ရန်ကုန်ပလိမင်းကြီးုံကပို့ပေးလိုက်တဲ့ငဖီးရဲ့ဓာတ်ပုံစုငွေစုငွေတစ်ထောင်လဲထုတ်ထားတယ်ငဖီးကဓာတ်များမှုနဲ့ထောင်ကြဘူးလေအဲ့ဒါကြောင့်သူ့ရဲ့ record ဟာပလိဘက်မှာရှိထားတာပေါ့အရက်၅ပြီ၁၀လဲမားတဲ့ကိုလုံးတုတ်တုတ်အသားမဲမဲဟောတာသူ့ဓာတ်ပုံဟုဆိုကလူငယ်အားပြလေသည်လူငယ်သည် ထမင်းကိုအပြစ်သက်၍စားပြီးနောက်လက်ဆေးပြီးရာသွေးအုပ်ထံသို့လျှောက်သွားလေ၏ ထို့နောက်ရာဇဝဲအုတ်ထန်းဓာတ်ပုံကိုတောင်းယူပြီးအောက်လင်းမီးတွင်သွားရည်ကြည့်လေ၏။အတော့ကိုရုပ်ဆိုးတဲ့လူပဲဗျ။အစိုးရကစုငွေတစ်ထောင်နဲ့ထုတ်ထားတာနဲတာပေါ့ဗျာ။ဒီလမ်းကဖြစ်သွားတဲ့ကုန်တွေတွေစီကအလူခံပြီးစုငွေထက်ပြီးတော့တိုးတင်နေဗျ။အဲ့ဒီလိုလုပ်မယ်ဆိုရင်ကျုပ်ကတစ်ထောင်လောက်ထည့်လိုက်ချင်ပါရဲ့ဗျ။ပြီးတော့လေကြည်စမ်းပါဦး။ဒီလူမျက်နှာနဲ့ကြောက်စရာကောင်းလိုက်တာ။ကျုပ်နဲ့များနှစ်ယောက်တည်းတွေ့ရင်တော့တနက်နဲ့ချိန်ဖို့တော့မလိုဘူး။သူ့မျက်နှာမြင်တာနဲ့ကြောက်ပြီးရှိလာအကုန်ပေးမိမှာပဲဟုပြောကား လူငယ်ဒီဓာတ်ပုံကိုရာဇွေးအုပ်လက်သို့ပြန်ပေးလိုက်ပြီးကဲဗျာကျုပ်ကိုခွင့်ပြုပါအောင်ကျုပ်သွားအိတ်တော်မယ်ဗျာဟုဆိုကလူငယ်ဒီ၎င်းအတွက်ရထားသောကင်းကော့ဂရင်လေးစီတို့သွားလေတော်သည်ဒုဂရင်မှာမုတ်စိတ်ဖြူကြီးနှင့်ဂရင်နှင့်လွန်စွာနီးကပ်လေလူငယ်ဒီ၎င်း၏ပင်ကြိုကိုခေါင်းရင်းတွင်ထောင်၍လောအိတ်ကိုခေါင်းအောက်တွင်ထည့်လိုက်သည်ပြီးလျင်ကုတ်အင်းကြီးကိုကျေသီးများတက်ပြီးလက်ပိုက်ကဂရင်ပေါ်၌ဆန့်ဆန့်ရက်လဲချလိုက်လေသည်ထို့သို့လဲချရင်းမိုးစိဖြူအဖိုးကြီးဘက်ကိုခေါင်းကိုလဲကာ အဖိုးကြီးအိပ်ပြီလားဟုမေးလိုက်လေဒိုခါမိုးစစ်ဖြူအဖိုးကြီးကဒါနဲ့နေပါဦးငါတူရဲ့ဝရမ်းပြေငဖီးကိုဖမ်းမိရင်ကိုရင်ကတော့တကယ်ငွေတထောင်ပေးမှလားဟုမေးလိုက်လေဒိုခါလူငယ်ကတကယ်ဘောအဖိုးကြီးကခမရကငွေတထောင်လိုချင်လို့လားတွားမလုံးနဲ့ငဖီးဆိုတဲ့ကောင်ကတိတ်ပြီးဆိုးတာတည်နေလိမ့်မယ်ဟုပြောလေမိုးစစ်ဖြူအဖိုးကြီးကတခိခိရဲရင်ငါအနေနဲ့ငွေနှထောင်လိုချင်ရင်မင်းကိုအခုဖမ်းလိုက်ရုံပဲပေါ့ကွာဟုလူငယ်နီးတို့ကက်ခါခတ်ထူးထူးပြောလိုက်လေ ဟိုကြီးဘာစကားပြောတာလဲဟုလူငယ်ကခက်တိုးတိုးခက်ငေါငေါပြန်ပြီးမေးလိုက်ပြောလိုက်ဘာမှစကားပြောတာဗောကမင်းနားမလဲဘူးလားနားမလဲရင်ဟောဘလိတူနဲ့စကားပြောရလိမ့်မယ်ဟုမိုးစိဖြူကြီးကပြောလိုက်လေသည်ဘလို့လို့ကျုပ်ကဝဉံပြေးတပြငါဖီးကြီးဖြစ်နေရမှာတော့ဟိုရာဇဝိအုပ်စီမှာလဲဓာတ်ပုံရှိတယ်သွားပဲကြည့်ပါဦးငါဖီးဆိုတဲ့တမကြီးကအသက်40လောက်ရှိပြီတဲ့ထိုကဲ့သို့လူငယ်ကခက်တိုးတိုးပြောလိုက်လေမင်းပြောတာလဲဟုတ်ပါတယ်အဲ့ဒီငါဖီးဆိုတဲ့ကောင်ကလောကကြီးမှာမရှိတော့ဘူး ဘယ်ရှိတော်မလဲကွာမင်းကတက်ပြစ်လိုက်ပြီဟိုအဲ့ဒီငဖီးနေရာမှာမင်းကဝင်ပြီးအလုလုနေတာပေါ့ပလိတ်တွေကငဖီးရဲ့ဓာတ်ပုံကြီးနဲ့ရှားဘဲတွေ့မတော့ကွာအဲ့ဒီတော့စုငွေတစ်ထောင်ကိုမင်းစီကထုတ်ကျန်တစ်ထောင်ကိုအစိုးရစီကထုတ်ယူရမလားစုငွေတစ်ထောင်လုံးကိုမင်းကပဲစိုက်ပေးမလားဟုမုတ်စိတ်ဖြူကြီးကပြောလိုက်ရာလူငယ်သည်မုတ်စိတ်ဖြူကြီး၏လက်သွင်းသို့ငွေဆက်ကူထုတ်နှထုတ်ကိုထည့်ပေးလိုက်လျော်သည်ဒိုကမုတ်စိတ်ဖြူကြီးကဒီလိုလဲမဖြစ်သေးဘူးကွာပြင်မရှိတော့တာနဲ့အဲ့ဒီနှထောင်ကိုမင်းကငါစီကလူပြီးသွားနိုင်သေးတယ် အဲ့ဒီတော့မင်းရဲ့၆လုံးမြူတဲကအကြီးစံတွေကိုငါ့ကိုထုတ်ပေးထားအောင်မိုးစိဖြူကြီးဒီလူငယ်ကြီးခေါင်းအောင်မှလွယ်အိတ်ကိုဆက်ခနဲဆွဲယူလိုက်ပြီးလျင်လွယ်အိတ်အတွင်းမှာတနက်ကိုနိုင်ခါကြီးစံများကိုယူလိုက်လေလွယ်အိတ်အတွင်းမှာကြီးစံပုံများကိုလည်းတဘာတဲ့နိုင်ယူလိုက်ပြီးလျင်တနက်နဲ့လွယ်အိတ်ကိုလူငယ်အားပြန်ပေးလိုက်လေလူငယ်ဒီ secret တလစ်ကိုရှိုက်ဖွာရင်ဒီတခါတော့မွေပွေးထိပဲဟုမကျင်နဲ့တော့လေတံဖြစ်ပြောလိုက်လေသည်မိုးစိဖြူကြီးမှမူတခိခိရေမောရင်အိတ်သွားလျော်သည် မနေ့မိုးလင်းသောအခါ၌မုတ်ဆိပ်ဖြူကြီးသည်ဆိုင်ရှင်အားနှုတ်ဆက်ခါတောင်ဝေးတရောက်တော့ခောက်၍ထွက်သွားလိမ့်။ဗလိတ်များလည်းလူဆိုးကြီးငဖိအားဖမ်းဆီးရန်အတွက်ဝတ်ဝန်တော်သို့ဆင်းသွားကြလိမ့်။ထိုအခါ၌လူငယ်သည်ပြုံးလိုက်လိမ့်။ပြုံးလိုက်ပြီးလျင်လူ၏အတွင်းမှတနက်ကိုနိုင်လိုက်ရာတနက်ပြောင်းဝတွင်လိပ်၍ထိုးသားသောဆက်ကူလိပ်ကလေးတလိပ်ကိုတွေ့ရလိမ့်။ထို့ကြောင့်ထိုဆက်ကူလိပ်ကိုထုတ်၍ဖတ်ကြည့်ရာ အောက်ပါအတိုင်းရေးထားသောစာကိုတွေ့ရလိမ့်။ဟတ်ကောင်ငဖိအတုမင်းငါ့ကိုဆက်ကူလိပ်ထပ်ပြီးသား အရာဒီအလုံးခေါင်းအောင်မှာထားခဲ့တယ်။မင်းယူခြင်းရင်ပြန်ယူသွားအောင်။ဒါပေမဲ့ပင်ဂျူကိုတော့ငါယူသွားပြီဟဲ့။လူငယ်သည်ဒိုးစာကိုဖတ်ပြီးနောက်အတော်လေတဲ့လူကြီးပဲ။ဒီလူကြီးကဘာကြီးမှန်းလည်းမသိဘူးတဘိုးတဲရေရွတ်လိုက်လေတော့တည်း။အထက်ပါပြပြများဖြစ်ပွားပြီးများမကြာမီ၌ပင်ဝက်ဝွန်တောင်ရှိကားလမ်းပေါ်တွင်မော်တော်ကားတစ်စီးကိုတုံးများခု၍အရက်ခိုင်းပြီးလျင်တဘိုးတော်ဓမြတအူးကမျက်နာကိုအဝဲစီးရာဓမြတိုက်လေတော့သည်။ ကာဘော်ရင်ခရီးသည်များနှင့်အတူပလိတ်များသည့်ရုပ်ဖြက်၍လိုက်ပါလာခဲ့သည်ကိုမူထိုသည်များသည်မသိရှာပေပလိတ်များသည့်ထိုသည်များအားလက်ရဖမ်းဆီးမိရန်ကြိုးစား၏တို့ရော်ရင်သည်များကခုခံသည်ဖြင့်ပြန်လည်ပြစ်ခတ်ရလေ၏သည်များနှင့်ပလိတ်တို့သည်ဘုတ်ဝန်တောင်ပေါ်တွင်တိုက်ပွဲဖြစ်ကြကုန်၏ထို့နောက်သည်များသည် ပေါင်နှင့်လက်မောင်းတွင်ဒဏ်ရာရကတောင်ကဘာမှရှောစင်း၏ဘုတ်ဝန်တော်သည်တို့တရွေ့ရွေ့ဝင်လေ၏မှောင်မိုက်နေပြီဖြစ်သည်ဖြင့်ခက်ခွဲစွာဝင်ရလေ၏၎င်း၏နောက်မှလည်းပလိတ်များသည့်လက်နေတက်မီတဝင်းဝင်းဖြင့်လိုက်လာကြလေသည် ။ဓမြသည်စံကြောင်းအတိုင်းလာခဲ့ရာအချိန်တော်ကြာသောအခါတောကြီးမှမဲတဲ့တွင်မန်အင်္ဂလိပ်ထွန်းထားသောရှည်တန်းရှိအင်္ဂလိပ်ကိုထူးဆန်းပွေရာ တွေ့မြင်ရလေ။သူသည်အတက်သွား၍ထို့ကြောင့်ဒေအင်္ဂလိပ်စီတို့ကြိုးစား၍တွားရင်းနှင့်ပင်လဲကျ၍တရီတရီလစ်မိမျောသွားလေ။တရီရောတရီရသောအခါ၌မူအိမ်တွင်းရှိအတွင်းခန်းစီတို့ရောက်တွင်ရောက်နေပြီဖြစ်ကြောင်းတရီပြုမိလေသည်။ထိုကခါခါတွင်ချိန်ထားသောတနက်ကိုဖြတ်ခနဲဆန်းလိုက်မိ။ ထိုချိန်မှာပင်တဲအိမ်အနီးပါးတွင်ဖဏတ်တန်များကြားရလိထို့နောက်ထိုဖဏတ်တန်များစီမှပြို့အဖိုးကြီးခမဒီအိမ်ကလားဟုမေးလိုက်တန်ကိုကြားရ၏တဲအိမ်ပေါ်မှလူကလည်းကျုပ်ကိုလူလို့ယူဆရင်ကျုပ်ကဒီအိမ်ကဘောဗျဒါမှမဟုတ်ပဲယသိလို့ယူဆရင်ကျုပ်ကဒီចောင်းတင်ကန်းကယသိဘောဗျာဟုသောအတန်ကိုကြားလိုက်ရ၏လူငယ်စီထိုအတန်ကိုကြားဝုသကဲ့သို့ရှိသဖြင့်အတွင်းမှနေ၍အပြင်သို့ချောင်းကြည့်လိုက်ရာတခါကလကောင်းနှင့်ထမင်းဆိုင်တွင်ဆုံခဲ့ဘူးသော မုတ်စိတ်ဖြူအဖိုးကြီးဖြစ်ကြောင်းသိရလေတော့သည်ဒိုကအောက်မှလူများကဒီဘက်ကိုလူတယောက်ပြေးလာတာမမြင်ဘူးလားဟုမေးလေ၏လူငယ်ဒီထရန်ပေါက်မှနေ၍မုတ်စိတ်ဖြူမုတ်စိတ်ဖြူကြီးစီတနက်ဖြင့်တင့်မတ်စွာချိန်လိုက်လေ၏မုတ်စိတ်ဖြူကြီးကထိုသူများအားကြံကြီးစီရဗျာမတွေ့ရပါဘူးဗျာခမည်းတော်ကဘာတွေလဲပလိတ်သေးလားလူစိုးထွက်ပြေးသွားလို့လိုက်ရှာနေရလားမရှာပါနဲ့ဗျာဒီတော့ကဝုန်းဝုန်းသိမ့်များတယ်ဗျာလူစိုးကိုခမည်းတော်မတွေ့ပေမဲ့ဝဲဝံကတော့တွေ့မှာပဲ။ အဲ့ဒီလူစိုးကိုဝတ်ဝံကုတ်လို့သိမှာပဲခမရတို့လည်းတိုးတဲ့ကအမြန်ဆုံးပြထွက်ကြဗျဒီအချိန်မှာဝတ်ဝံနဲ့သိပြီးတောင်းကျင်းနေဟုလမ်း၍ပြောလိုက်လေထိုအခါအောက်မှလူတစ်ယောက်ကခမရကိုတော့ဒီတိုးတဲ့ကဝတ်ဝံနေရမကြိုက်ဘူးလားဗျာဟုပြန်၍မိလိုက်လေကျုပ်ကဒီနေရာကိုလာနေတာအရေးပိုင်မင်းရဲ့ခွင့်ပြုမိန့်နဲ့လာနေတာဗျဟုတ်ဒီမှာအမိန့်စာပဲရှိတယ်ရေးပိုင်မင်းကမုတ်ဆိတ်ဖြူအဖိုးကြီးကိုဝတ်ဝံတော့အလေကောင်မှာတရင်တင်တရင်တီလာစောက်တီရန်နေထိုင်ခွင့်ပြုလိုက်သည်တဲ့ ်လက်မှတ်လဲထိုးထားတယ်ရုံးတစိမ့်လဲရိုက်ထားတယ်ရုံးတစိမ့်မှာချူးကောင်နှကောင်ပါတယ်ဘေးကစာတွေကတော့အင်္ဂလိပ်လိုရေးထားလို့ကြုံမသိဘူးဟုလမ်းရွေဩကာပြောလိုက်ထိုးကပလိမ့်များနဲ့မှရာဇဝတ်အုပ်ဖြစ်သူသည်မုတ်ဆိပ်ဖြူကြီးတဲဘော်သို့တက်လာလိပြည်လျင်မုတ်ဆိပ်ဖြူကြီးထံမှစာရွက်ကိုယူ၍ကြည့်ထိုးထိုးတို့ကြည့်ပြီးနောက်စာကတော့မြို့ပိုင်မင်းရဲ့စာအစ်စ်ပါပဲဒီစာရှိတာနဲ့ပဲခမည်းတော်ဝတ်ဝန်ကမကုတ်တော့ဘူးလားဟုမေးလိုက်လေဝတ်ဝန်တွေကအစာလဲဖတ်တတ်တယ်နဲ့တူတယ် ီစာကိုဒီမှာချိန်ထားတာနဲ့သူတို့မလာကြဘူးဗျပြီးတော့လေကျုပ်တိရသလောက်တော့ဘဝဝင်တွေတော်တော်များများကလူစကားနားလေတယ်ဗျဒါပေမဲ့လူတော်တော်များများကလူစကားနားမလဲတာကျုပ်တို့ရတယ်ဗျာဟုမိုးစိတ်ဖြူကြီးကပြောလိုက်လေဒိုကာရာဇဝဲအုပ်ကဒီတော့ထဲမှာဝရန်ဝရန်ပြေးတမကြီးငါဖီးဆိုတာရှိတယ်သူကကိုခမ ्या ကိုလာပြီးဒုက္ခပေးတာမရှိဘူးလားဟုမေးလိုက်လေတမတခိုးတွေဟာကျုပ်နဲ့တွေ့ရင်စိတ်ညစ်သွားကြတယ်ဗျဘာဖြစ်လို့လဲဆိုတော့ ကျုပ်မှာတိုက်เสียဖိုးเสียဘာမှမမရှိပဲဟုမိုးစိဖြူကြီးကပြောလိုက်ခမားစီခမားဒီမှာဘလို့စားတော့တလဲဟုရာဇဝဲအုပ်ကမေးလိုက်စားရကတော့မထူးပါဘူးခမားတို့လိုပါပဲပါးစပ်နဲ့စားတာပါပဲဟုမိုးစိဖြူကြီးကပြောလိုက်သည်မဟုတ်ဘူးလေဗျာစားเสียဘယ်ကရတယ်လဲလို့မေးတာဟုပြန်၍မေးလိုက်လေဩဒါလားဒါကဒီလိုဗျတလတခါမြို့ကိုတက်ပြီးစံကလေးဂျုံကလေးစားကလေးအချောက်ချမ်းကလေးဝေးရတာပေါ့ဗျဝေးတယ်ဆိုတာလူခံတာပါပဲ ပြီးတော့လဲဟိုဘက်မှာဟင်းသီးဟင်းရွက်ကလေးပါလေးစိုက်ခင်းလှုပ်ထားသေးတယ်ဟုမိုးစိတ်ဖြူကြီးကပြောလိုက်လေ။ရာသွေးအုပ်သည်မိုးစိတ်ဖြူကြီးအားခြေဆုံးကောင်းဆုံးကြည့်ပြီးနောက်တရုတ်သူတော်ကောင်းကြီးပဲဟုရေရွေးလိုက်လေ။ထိုကမိုးစိတ်ဖြူကြီးကသူတော်ကောင်းမှာတရုတ်သူတော်ကောင်းဗမာသူတော်ကောင်းကလားသူတော်ကောင်းရေလို့မရှိဘူးဗျ။သူတော်ကောင်းဟာသူတော်ကောင်းပဲ။သူရုတ်မှာဟာလေဒီအတိုင်းပဲ။တရုတ်သူရုတ်မှာကလားသူရုတ်မှာဗမာသူရုတ်မှာရေလို့မရှိဘူး။သူရုတ်မှာဟာသူရုတ်မှာပဲ။ လူမျိုးမှာကောင်းတယ်ဆိုတယ်ဆိုတာမရှိဘူးဟုပြောလိုက်ရာရာဇဝိအုပ်က အတော့ကိုဗမာရေလေတာပဲဟုဆိုကတဲပေါ်မှာဆင်းသွားလေထို့နောက်ထိုပလိများသည်ခက်ခဲစွာပြန်သွားကြလေတော့သည်ဒိုကာကြမှာမုတ်စိတ်ဖြူကြီးကအတွင်းဘက်တို့လဲ့ကဟေ့ငါပြီးအတုမင်းဘာဖြစ်လို့ငါ့ကိုအထက်ကတနက်နဲ့ချိန်ထားရတာလဲမင်းရဲ့တေမင်းတွေမရှိတော့ဘူးတနက်ကိုထားခဲ့ပြီးပြင်ထွက်လာခဲ့တော့ဟုဆိုလိုက်ရာလူငယ်သည်တနက်ကိုခါးကြတွင်ထိုးကအပြင်သို့ထွက်လာလေထိုးတို့ထွက်လာပြီးနောက် ကျုပ်ခန်းထဲကနေပြီးတနက်ချိန်ထားတာကိုခမရကဘလို့လုပ်ပြီးသိရတော့ဟုလူငယ်ကမေးလိုက်ငါနဲ့ဟိုပလိတ်လူနဲ့စကားပြောနေတဲ့အခါအထဲမှာမင်းရှိနေတယ်လို့ပြောလိုက်မှာကိုမင်းကစိုးရိမ်မယ်လေကွာအဲ့ဒီလိုပြောလိုက်တာနဲ့မင်းကငါ့ကိုမောင်းဖြုတ်ချလိုက်မယ်လေကွာအဲ့ဒီအတွက်မင်းငါ့ကိုတနက်နေ့ချိန်ထားရမှာပေါ့ဟုမူးစိတ်လူကြီးကပြောလိုက်ဤဒိုကာလူငယ်ကကျုပ်ခမားတင်းနာအယောက်မှာတတိမိပြီးလဲသွားတယ်ဗျဟုပြောလိုက်လေဤအဲ့ဒါကိုငါကတွေးလို့မင်းကိုမယမကပွေ့ချီပြီးအိမ်ပေါ်တင်လာရတာဟုမူးစိတ်လူကြီးကပြောလိုက်လေဤ ကျုပ်တန်ရာတွေမှာလဲပက်တီးတွေပါရင်နဲ့ပါလားဟုလူငယ်ကပြန်ပြောလေ။ငါလဲတက်တွေမတ်တွေလှုပ်ပေးထားရတာပဲကွာဟုမိုးစိဖြူကြီးကပြန်ပြော၏။ဒီတော်ထဲမှာဝုန်းဝုန်နေရှိတယ်ဆိုတာတကယ်ပဲလားမိုးစိဖြူကြီးဟုလူငယ်ကမေးလိုက်လေ။တော်ဘုံကြီးငဖီးဆိုကတော်ကြောင်းလည်းမသိပါလား။ဘယ်ကလာဝုန်းဝုန်ရှိရမှာလဲဟုမိုးစိဖြူကြီးကပြောလိုက်။နေစမ်းမောင်မိုးစိဖြူကြီးရဲ့ဟိုတခါဓမင်းဆိုင်မှာတွေ့တော့ကကျုပ်ကိုဓမြမှန်ခမရဘလို့လှုပ်ပြီးတိသွားတာလဲ။ တိတာဗောကမင်းကဟိုဘက်တောင်ကြီးမှာကားပြက်လို့မင်းတယောက်တည်းဒီဘက်ကိုထွက်လာတယ်လို့ပြောတယ်အမှန်ကဒီလိုမဟုတ်ဘူးကမင်းကကားကိုဓမြတိုက်ပြီးခီးသည်တွေကိုကုန်းချောင်းဆင်းလျှောက်ခိုင်းလိုက်တယ်ပြီးတော့မင်းလွယ်လာတဲ့ဘင်ဂျိုဟာမင်းနဲ့ဘာမှမပတ်သက်ဘူးအဲ့ဒါလည်းတိုက်ရပါပစ္စည်းပဲမင်းသာဘင်ဂျိုသမားဖြစ်ရင်အဲ့ဒီညကဘင်ဂျိုကလေးတီးနေမှာပေါ့ကွာဒီဘင်ဂျိုကငါကောင်းကောင်းသိတယ်ကွာဒီဘင်ဂျိုဟာငါမိတ်ဆွေကိုဘကောင်းရဲ့ဘင်ဂျိုဘင်ဂျိုပေါ်မှာ BK ဆိုတဲ့ဇလုံးရေးထားတာပါတယ်ကွာ ကိုဘကောင်ငှားစီလာတာမင်းနဲ့တွေ့လို့ပြန်꿰သွားတာနှစ်လတစ်ခါလောက်ဒီလူကြီးငှားစီလာလေးရှိတယ်လာတာတဲ့ညတွေဆိုသူကပင်ဂျိုတီးငါကတချင်းဆိုအတော့ဟိုနေရာကြတာကလားပြီးတော့မင်းကဝရမ်းပြင်းငဖီးကိုမိရင်မင်းအနေနဲ့တော့စုငွေတစ်ထောင်လောက်ပေးလိုက်ချင်းသေးတယ်လို့ပြောတယ်မို့လားအဲ့ဒီစိတ်ဓာတ်မျိုးဟာဝရမ်းထုတ်ခံထားရတဲ့ဝရမ်းပြင်းရဲ့စိတ်ဓာတ်မျိုးပဲကွာပြီးတော့ခီးသည်တွေကလည်းမင်းကိုပေးဖို့ငွေဆက်ကူအရွယ်ဆက်ကူတွေအထက်လိုက်ချုပ်လာခဲ့ကြတယ်မင်းကငါ့ကိုငွေဆက်ကူ2000ပေးရမယ်ဆိုတော့ အဲ့ဒီစက်ကူအထုံနှစ်ထုပ်ကိုငါ့ကိုပေးလိုက်တယ်မဟုတ်လားဟုမိုးစိဖြူကြီးကပြောလိုက်လေလူငယ်စီမိုးစိဖြူကြီးကမခိုးမခန့်ကြည့်လိုက်ပြီးနောက်ခမ ्या ကလူလေကြီးပါခမ ्या ကဘာနဲ့တူတယ်လဲဆိုတော့ကြောင်ပါကြီးနဲ့တူတဲ့လူတယောက်ပဲဟုမကြည်မနဲ့ဖြစ်ကပြောလိုက်လေမဟုတ်ဘူးကငါဟာကြောင်ပါကြီးနဲ့တူတဲ့လူတယောက်မဟုတ်ဘူးငါဟာမိုးတိမ်နဲ့တူတဲ့လူတယောက်ပဲအစင်သဖြင့်လွင့်မျောနေတယ်အစင်သဖြင့်အစင်သဖြင့်ပုံစံတန်အမျိုးမျိုးဖြစ်နေတယ်အစင်သဖြင့်လွတ်လပ်ပေါက်ပါနေတယ်ဟုမိုးစိဖြူကြီးကပြောလိုက်လေလူငယ်ကအန်ကိုကြိတ်လိုက် ထို့နောက်ဒါနဲ့နေစမ်းပါဦးဝရမ်းပြေငဖီးကြီးကဘေးကိုရောက်သွားတာလဲကျုပ်တက်လိုက်တယ်လို့ခမရပြောမလားဟုလူငယ်ကပြောလိုက်လေဒိုကာမိုးစိတ်ပြူကြီးကဟေးဓမြအဆုပ်ဘလို့စကားများမနေနဲ့ဟုတ်ဟိုမှာစံပြုံးနဲ့ဝတ်သားရောက်ရှိတယ်စားလိုက်အောင်ဟုပြောလိုက်လေ၎င်းကမူလွန်စွာသေးသောကြွေကရားလေးအတွင်းမှယူနွေးချမ်းကိုငေ့ပြီးတောက်လိုက်လူငယ်လည်းစံပြုံးနဲ့ဝတ်သားချောက်ကင်ကိုထပြီးစားလေစားပြီးတော့ခါနိုင်ဒီနေရာမှာကျုပ်အတွက်လုံခြုံမှုရှိပါတယ်နော်ဟုမေးလိုက် မကောင်းမှုကျွလွင်တဲ့လူတွေဘယ်နေရာမှာမှမလုံခြုံဘူးကဒါပေမဲ့လဲစားတော့ပြီးရင်စိတ်ချလက်ချအိပ်ပါပလိတ်တွေတော့ထပ်ပြီးလာဖို့တော့မရှိတော့ပါဘူးဟုမုတ်စိတ်ဖြူကြီးကပြောလိုက်သည်ထိုချိန်မှာပင်လသည်ထိန်ထိန်သာလျက်မြင့်တက်လာလိမ့်လရောင်သည်လဲတဲအတွင်းတို့ဖြာ၍ကြလာ၏လူငယ်သည်လကိုလှမ်း၍ကြည့်ပြီးနောက်လကလည်းထိန်ထိန်သာနေတာပဲအတော့ကိုကြည့်လို့ကောင်းလာပဲဟုပြောလိုက်လိမ့်လတာတဲ့ညမှာဒီအချိန်ဆိုငါပြတင်းပေါက်မှာလမ်းမင်းကြီးဟာထိန်ထိန်သာနေစမြဲပဲကွာ ငါရဲ့တဲကလေးအနေနဲ့အဖိုးတန်ပစ္စည်းကြီးဆိုလို့အဲ့ဒီလာမင်းကြီးပဲရှိတယ်။အဲ့ဒါကိုမင်းအနေနဲ့ဓမြတိုက်လို့ပဲယူသွားယူသွားခိုးလို့ပဲယူသွားယူသွားပြီးတော့ဟုမိုးစိတ်ဖြူကြီးကဝင်ပြောလိုက်။ထိုအခါလူငယ်ကလကိုဓမြတိုက်လို့ရမလားဗျ။မိုးစိပ်ပြူကြီးဒီတဟဲဟဲနဲ့ရေးလိုက်ပြီးတော့လကိုလည်းဓမြတိုက်လို့မရဘူးကြေတရားတွေကိုလည်းမရနိုင်ဘူးနေမင်းကြီးကိုလည်းမရနိုင်ဘူးနေ့စဉ်တိုက်ခိုက်နေတဲ့လီကိုလည်းဓမြတိုက်လို့မရဘူးပြီးတော့ငွေမိုးဆောင်ဆိုတဲ့ယာတိဥဒုကိုလည်းဓမြတိုက်လို့မရဘူ တစ်ပင်ပန်းမှန်တွေကိုလည်းဓမြတိုက်လို့မရနိုင်ဘူးဟုပြောလိုက်လေဒါတွေကဘယ်ဓမြတိုက်လို့ရနိုင်မလဲဗျတဝူးတယောက်တည်းပိုင်နေပစ္စည်းမှမဟုတ်ဘဲဟုလူငယ်ကပြောလိုက်လေမင်းပြောတာလည်းဟုတ်တယ်ပြီးတော့အဲ့ဒါတွေကသဘာဝတရားကွာအဲ့ဒီတော့တရားဆိုတဲ့သဘောမှာအကျွမ်းဝင်နေတဲ့အတွက်ဓမြတိုက်လို့မရဘူးကွာမတရားမှုတစ်ခုဟာမူလပြုစင်နေတဲ့တရားတစ်ခုအပေါ်မှာလွမ်းမှုလို့မရဘူးအဲ့ဒါကိုတော့ဓမြဖြစ်နေတဲ့အတော်တွင်မင်းမင်းမှတ်ထားပြီးတော့ဟုပြောလိုက်ရတယ် လူငယ်ကလာရောက်မှုတွေ့နိုင်သောနေရာတွင်တုံလုံးလဲလျက်အိတ်လိုက်လေ၏ဒိုကာမုတ်စိတ်ပြူကြည့်သည်ဘင်ဂျိုကိုယူ၍ဘင်ဂျိုတီးနေလျတော့သည်လူငယ်သည်ဘင်ဂျိုတန်ကိုနားထောင်ရင်းအိတ်ဆက်ရန်ကြိုးပမ်းလေတို့ရတွင်ဒဏ်ရာများမှာယာရီဥဒုအေးလာသည်နှင့်အမျှအကိုက်ခဲလာလေဒိုကာမုတ်စိတ်ပြူကြည့်သည်ရင်နွေးအိုးတဲကရင်နွေးကိုပလင်းတလုံးတွင်ထည့်၍လူငယ်၏အနာကိုကက်၍ကက်၍ပေးလေသည်နေ့စဉ်နှင့်အမျှမုတ်စိတ်ပြူကြည့်သည်လူငယ်၏အနာကိုပြောက်အောင်ပြုစုပေးလေ၏ လူငယ်အ၎င်း၏ဆံများဝက်သားကြောင့်များကိုလည်းချက်ပြုတ်ကျွေးမွေးလေ၏လူငယ်သည်မုတ်စိတ်ဖြူကြီး၏တဲ၌ချမ်းသာစွာနားနေ၍စေကူသားဝင်ရလေသည်ကောင်းစွာကျမ်းမာလာသောအခါ၌ဆံချောင်းထဲတွင်ဆင်း၍ရေကူးလေ၏ဘင်းဂျိုကို မတီးတဲ့ပဲလျက်တောင်တောင်တီးဟိုမဒီမဟိုတို့ဒီတို့လမ်းလျှောက်၏ထို့နောက်မုတ်စိတ်ဖြူကြီးချက်၍ကျွေးသောကျွေးသည်ကိုတဝရတပြဲစား၏သူတို့နေလာခဲ့ရာရဲ့အတန်းကြာသောအခါ၌လူငယ်သည်တောအတွင်းမှအပြင်သို့ထွက်ရန်အစဉ်သင့်ဖြစ်နေပြီဖြစ်၏ ထိုအချိန်၌လူငယ်ကမုတ်ဆိပ်ဖြူကြီးဝမ်းပြေးလူဆိုးငှက်ပြီးဘယ်လိုဖြစ်သွားတာလဲဆိုတာပြောပြစမ်းမအောင်ဟုမိလိုက်လေ၏။ထိုအခါမုတ်ဆိပ်ဖြူကြီးကအဲ့ဒီကိစ္စကိုမပြောချင်ဘူးကွယ်။ဒါပေမဲ့မင်းကလည်းနှစ်ချိန်ရှိပြီမေးတော့ပြောပြရတာပေါ့။ဒီလိုကဟိုတုန်းကတငယ်ချင်း၃ယောက်ရှိတယ်။ငါရယ်၊ငှက်ပြီးဆိုတဲ့ကောင်ရယ်၊ဘာကောင်းဆိုတဲ့ဘင်းဂျိုသမားရယ်ပေါ့ကွာ။အဲ့ဒီငှက်ပြီးဆိုတဲ့ကောင်ဟာလူကောင်းတစ်ယောက်ပဲ။မင်းကလေးတစ်ယောက်ကိုချစ်မိရှာတယ်။အဲ့ဒီမင်းကလေးကြောင့်မင်းငှက်ပြီးဟာပျက်စီးသွားရရှာတယ်။ မင်းကလေးရဲ့မိဘတွေကငါဖီးနဲ့သူတို့သမီးကိုတဘောမတူဘူးအဲ့ဒီတော့ငါဖီးဟာချမ်းသာရချမ်းသာကြောင့်အလုပ်တွေအမျိုးမျိုးလုပ်တယ်ဒါပေမဲ့တရားတစ်ဖြင့်အလုပ်တွေပါကွယ်စကားဆက်မိလို့ပြောရအောင်မယ်အဲ့ဒီငါဖီးရောဖခင်ရောဟာငါထက်အသက်အများကြီးငယ်ကြတယ်သူတို့ကတော့ငါ့ကိုဦးလေးသားချင်းလို့ပေါင်းကြပါတယ်ငါကတော့သူတို့ကိုတငယ်ချင်းလို့ပဲပေါင်းတယ်အဲ့ဒီငါဖီးဟာတရားတစ်ဖြင့်ရလို့ရှာဖွေရလာတာလေးနဲ့ရလာတာတည်းကိုအနိုင်ကျင့်ပြီးအလူခံရတာကိုခုခံကာကွယ်ရင်းနဲ့ မမျောလင့်မဲ့လူတက်မှုဖြစ်သွားတယ်။အဲဒီလူတက်မှုနဲ့ပဲထောင်ကျသွားရရှာတယ်။ထောင်ကလွတ်လာပြန်တော့လေသူ့ရဲ့ချစ်သူဟာဆရာဝန်ရဲ့အဖိုးကြီးတဦးနဲ့လက်ထပ်သွားပြန်တယ်။အဲဒီတော့မထူးတော့ဘူးဆိုပြီးဟော်ရီဝုန်းဝန်တောင်းမှခူအောင်မီစိုးမိုင်နေကြတာပေါ့ဝဲ။အဲဒီတော့ကြားဖြတ်ပြီးပြောစရာတခုရှိတယ်။သူ့ချစ်သူဟာထောင်ကလွတ်လာတဲ့နေ့မှာသူနဲ့လာတွေ့နေတယ်။ဒါပေမဲ့သူ့ကိုမယူနိုင်တော့အကြောင်းပြောတာပေါ့။အဲ့ဒီတွေ့တဲ့ညမှာပဲငဖီးနဲ့သူ့ချစ်သူဟာအတော်ကလေးနေလွန်သွားခဲ့ကြတယ် ။နောက်တော့လေတကယ်ပဲသူ့ချစ်သူဟာဆရာဝန်အဖိုးကြီးနဲ့လက်ထပ်သွားခဲ့ရတယ်။လက်ထပ်တဲ့အချိန်မှလည်းပဲမင်းကလေးကကိုဝင်နှလားလောက်ရှိနေပြီ။ကဲပြောအောင်မယ်ဟေ။ထောင်ကလွတ်လာပြီးငပီးကိုအနိုင်ကျင့်တဲ့လူတွေစော်ကားတဲ့လူတွေပေါ်ပေါက်လာခဲ့တယ်။ထောင်ထွက်ဆိုပြီးနေတဲ့လူတွေလည်းအမြောက်များပေါ့ကွယ်။အဲ့ဒီမှာချစ်သူကလည်းကွယ်အဆဆရေရအစင်မပြေတဲ့ငပီးဟာတနေ့မှမခံနိုင်တဲ့အဆုံးရန်ဖြစ်တော့တာပဲဟေ။ဒီလိုပဲရန်ဖြစ်ရောရန်ဖြစ်ရောလက်လွန်ပြီးလူတန်းမှုထပ်ဖြစ်ပြန်ရော။ ဲ့ဒီတော့ငါဖေကအဖက်မခံတော့ပဲဟောဒီဝုံဝန်တော်ကြီးတဲ့ထွက်ပြေးလာပြီးဝယံပြေးကြီးလုံနေတော့တာပဲတကယ်အဖြစ်ပြက်ကတနာစရာကွယ်အဲ့ဒီလိုဝယံပြေးမလုပ်ခင်မှာငါဖေကိုရာဇဝဲအုပ်ကတနတ်နဲ့ချိန်ချိန်နေအဲ့ဒီတနတ်ကိုလူပြီးထွက်ပြေးလာတော့ငါဖေမှာတနတ်တက်လက်လေပါလာတာပေါ့အဲ့ဒီတနတ်နဲ့ငါပြက်လာတဲ့အခါမှာကားတွေကိုထွက်ပြေးဓမြတိုက်တာပေါ့ပြီးတော့လေတော်တဲ့ဝင်ပြီးအောင်းနေတယ်အဲ့ဒီတော့သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ငါနဲ့ဘင်ဂျိုဘကောင်ကတော်နေပြီသူ့ကိုရှာတယ်ဘင်ဂျိုဘကောင်ကဘင်ဂျိုသန်ပေးပြီးဟောဒီတော်အနှံ့ရှာတာပေါ့ နောက်ဆုံးမှငါဖီးနဲ့တွေ့တော့တာပဲဒိုးနဲ့တွေ့တဲ့အခါမှာငါဖီးကငက်ဖျားဖြစ်နေတယ်ငါကသူ့ကိုပြုစုရတယ်ဘင်ဂျိုဘာကောင်းကတော့မြုတ်တက်ပြီးဈေးဝယ်ဈေးရိတ်ခါဝယ်ပေါ့ယောဂါလည်းတဖြည်းဖြည်းတိုးလာတာဆိုတော့ဘာကောင်းကတိတ်တိတ်ဆိတ်ဆရာဝန်တယောက်နဲ့ကုဖို့စီစဉ်ရတာပေါ့ဆရာဝန်အိမ်မှာငါဖီးကိုပို့ပြီးစီကုသခံဖို့ပေါ့ကွာအဲ့ဒီလိုဖြစ်ဖို့ကိစ္စကိုလည်းဆရာဝန်ကတော့ကကူညီရှာတယ်ကွယ်နောက်ဆုံးမှာဆရာဝန်ကြီးဟာသူကိုယ်တိုင်ကလည်းအဆွေရအဝင်အမှုတမ်းမဟုတ်နေရာကလည်းနေစုံနေပြား မိမလှုပ်တဲ့လူကလည်းအမျိုးမျိုးအဖုံဖုံသွေးဆောင်နေဆိုတော့ကုမဲလို့ဝန်ခံရတော့တာပေါ့သွေးဆောင်တဲ့နီးထဲမှာငါဖီးကစိန်ရွှေရန်တနာတွေရတဲ့နီးဟာအဓိကပေါ့အဲ့ဒီတော့ဆရာဝန်ကလက်ခံမယ်လို့လည်းပြောလိုက်ရောငါနဲ့ဘင်ဂျိုဘကောင်းဟာညကြီးမိုးချုံမှာငါဖီးကိုဆရာဝန်အိမ်ပို့လိုက်တယ်အဲ့ဒီဆရာဝန်ရဲ့အိမ်မှာအသက်24နှစ်လောက်ရှိတဲ့ဆရာဝန်ရဲ့သားတစ်ယောက်ရှိတယ်အဲ့ဒီကောင်လေးကငါဖီးကိုလူဆိုးကြီးမှန်းလဲသိရောဒုက္ခပေးဖို့အမျိုးမျိုးစဉ်းစားတော့တာပေါ့ ငဖီယောဂါတက်တာလို့ဆရာဝန်ကြီးအိမ်ကနေညဘက်ကြီးပြန်လာတယ်။ကောင်လေးကမြင်းနဲ့လိုက်တယ်။တောဆက်လေးရောက်ရောငဖီစီကတနက်ကိုကောင်လေးကတောင်းတယ်။ငဖီကယုံကြည်လို့ပေးလိုက်တယ်။အဲ့ဒီတနက်နဲ့ပဲငဖီကိုကောင်လေးကပြစ်တက်လိုက်တယ်။ပြီးတော့အဲ့ငဖီရဲ့လောင်းကိုတောဆက်မှာမြင်းမြုပ်လိုက်တယ်။ငဖီကတိတ်မာတယ်။ငါနဲ့ဘင်ဂျိုဘကောင်တို့လာကြုံမှအဲ့ဒီအိမ်ကပြန်ခဲ့ပါလို့အတန်တန်မာထားရက်နဲ့သူ့တဘောနဲ့သူပြန်ခဲ့တယ်။အဲ့ဒါကြောင့်ဒင်းတည်ရတာ။အဲ့ဒီကောင်လေးကငဖီကိုတက်ပြီးနောက်ပိုင်းမှာမကြာခဏဆိုသလို ဝဝွန်တောင်ကကားလမ်းကိုလာပြီးဓမြတိုက်တယ်။ပလိဘက်ကလည်းငဖီးမက်လို့မကြာခဏတော်နေမိရှာတယ်။ငါငဖီးတည်ပြီးတဲ့နောက်ပိုင်းမှာဟော်ရီတော်ကြီးထဲမှာအေးအေးဆေးဆေးလာပြီးနေနေတယ်။အဲ့ဒီလိုနေနေအောင်လဲမြို့ပိုင်စီကအမိန့်စာတောင်းထားတယ်။တစ်တော်ဘက်ကလည်းနေခွင့်တောင်းထားတယ်။ငါစီကိုဧည့်သည်ဆိုလို့နလားတစ်ခေါက်ဆိုသလိုလာတဲ့ဘင်ဂျိုဘကောင်းတော်ရှိတယ်။ဒုတိယဧည့်သည်ကတော့မင်းပေါ်ကအခုငါပြောပြတဲ့ဇက်လန်းကိုမင်းဟာနားထောင်ကြည့်တဲ့အခါ မင်းဟာမင်းအဖေငါဖီးကိုအဖေမှန်းမသိပဲတတ်မိပြီဆိုတာနားလေပြီလားအဲ့ဒီတော့ငါအနေနဲ့မင်းကိုအကောင်းဆုံးအကြံပေးချင်တာကမင်းအခုလုပ်နေတဲ့အလုပ်တွေကိုရက်တန်းကရက်ပစ်လိုက်ပါအခုပြောခဲ့တဲ့ဟာကြီးဟာတွေကိုလည်းထမင်းလုံးတစ်စီခြောက်တယ်လို့အောက်မေ့ပြီးမေ့ပြစ်လိုက်ပါဟုမုတ်စိတ်ဖြူကြီးကပြောလိုက်လေဒိုကလူငယ်သည်မုတ်စိတ်ဖြူကြီးအားမျက်လုံးဆူ၍ကြည့်လိုက်ပြီးနောက်ဘာကောင်းတော်မရေးမိဘူးဒီလောကကြီးမှာဒီအကြောင်းကိုသိတာဆိုလို့ငါတယောက်တည်းရှိတယ်ဟုပြောပြောလိုက်၍ စကားဆုံးနေတဲ့ပြိုင်နဲ့လူငယ်ထံမှ6ခုတော့အတန်တတန်ထွက်ပေါ်လာသည်မိုးစိတ်ဖြူကြီးသည်လူငယ်ကလမ်း၍ကြည့်လိုက်ရာလူငယ်၏တနက်ပြောင်းသွားသည်မိုးစိတ်ဖြူကြီးကချိန်၍ထားလိုက်ပြီဖြစ်သည်ထို့နောက်လူငယ်ကဝမ်းနေပါတယ်မိုးစိတ်ဖြူကြီးခမည်းရဲ့အကင်ပါခြင်းဟာခမည်းကိုတည်မဲ့စီကို ပို့ပြီးကြုတ်အကြောင်းကိုသိနေတဲ့လူကိုလောကကြီးမှာအသက်ရှင်ခွင့်မပေးနိုင်ဘူးဟုပြောလိုက်လေထိုကမိုးစိတ်ဖြူကြီးကတက်ချင်ရင်တော့တက်ပါကွာငါလည်းအသက်ကြီးပါပြီမထူးတော့ပါဘူး ဒါပေမဲ့ငါအလောင်းကိုငါအကောင်ကြီးငဖီးနှနာမှာမြုပ်ပြီးဖို့တော့မြင့်တက်ရက်ခံပါတယ်ဟုပြောလိုက်လေလူငယ်ကမဲ့ပြုံးပြုံးလိုက်ပြုံးလိုက်သည့်တခဏ၌ပင်လူငယ်ထိုင်နေသောဝကြမ်းခင်ဝါခင်းကျမ်းပြင်သည်ဝုံငနေပြုတ်ကျသွားလေသည်လူငယ်သည်အောက်တွင်လူတခြားသနဲ့တခြားဖြစ်သွား၏လူငယ်ကျသွားသောအပေါက်မှပင်မုတ်ဆိတ်ဖြူကြီးခုန်ဆင်း၍လိုက်သွား၏အောက်သို့ရောက်လျင်ရောက်ချင်းလူငယ်၏မျက်နှာကိုခြေထောက်ဖြင့်ခက်ဆက်ဆက်လှမ်း၍ကန်လိုက်၏လူငယ်မူးနေစဉ်၌ပင်မုတ်ဆိတ်ဖြူကြီးသည် လူငယ်အားလက်ပြန်ကြိုးတုတ်လိုက်ပြီးဖြစ်သည်တနတ်တနတ်ကိုလည်းကောက်ယူလိုက်ပြီးဖြစ်ခက်တယ်လူကလေးကျုပ်ရဲ့တဲတဲကကျမ်းမြင်တွေဟာအားလုံးအရှင်တွေကြီးပဲအချိန်မရွေးပြုတ်ကြစေခြင်းနဲ့အခါပြုတ်ကြလို့ရတယ်မင်းအနေနဲ့မင်းအဖေငါဖီးကိုသာတက်လို့ရမယ်ဒီကောင်ကလူအားကွာဒီကောင်ကပုံတည်မှတ်ထားတတ်တဲ့အကောင်မျိုးငါကဒီလိုအစားမျိုးမဟုတ်ဘူးမိုးတိမ်လုံးလူစားမျိုးငါကပုံတည်ဘရော့မှမထားဘူးအဲ့တော့ကိုမင်းသဘောပေါက်ကဲကောင်လေး ဦးကြောင်ကြောင်မလို့ပဲမင်းကရှေ့ရသွားပြီးတော့မင်းကိုလူတတ်မှုဓမြမှုပေါင်းများစွာနဲ့အေးအေးယူဖို့ပလိတ်လက်ကိုပို့ရမယ်။အဲ့ဒီလိုဆိုတော့မင်းကထင်မယ်မိုးစိတ်ဖြူကြီးကတည့်ရက်ဆက်တယ်လို့အမှန်ကဒီလိုမဟုတ်ဘူး။မင်းကငါအဆအဆအရာခွင်းလွတ်ပြီးဆက်ဆံခဲ့တယ်။အခုမင်းကိုဖမ်းပြီးပလိတ်လက်ပို့မှလည်းငါ့ကိုတတ်မှာမို့ပို့တာမဟုတ်ဘူး။မင်းရဲ့ဂျေဇူးကန့်တဲ့အပြုတ်မှုကြောင့်လောကဓမ္မကဆုံးမတယ်လို့ယူဆပါ။ငါ့ကိုဘင်းနဲ့မင်းဘယ်နိုင်မလဲကွာ။ငါဟာတဘာဝတရားနဲ့အတူနေထိုင်နေတာပဲ။ ။တဘာဝတရားဟာပဂရိအပြစ်မဲ့တယ်။အဲ့ဒါကြောင့်အစင်သာဝရအနိုင်ရစမြေပဲကွယ်။လူငယ်ရှေ့မှသွားခိုင်းလိုက်လေ။၎င်းကမူအောက်ပါတခြင်းကိုဘင်ယူသီး၍ဒီဆိုရင်လိုက်ပါခဲ့လေတော့သည်။မနာလိုခြင်းတဲ့ကြီးမားတဲ့မကောင်းမှုရေလို့မရှိနိုင်နဲ့။မယောင်ရဲခြင်းတဲ့ငတ်မှုချင်းရေလို့မရှိနိုင်နဲ့။လောဘရမက်သည်လေပြင်းမုန်တိုင်းထက်ပြင်းထန်တယ်။ရောင်ရဲခြင်းသည်လည်းကြွယ်ဝမှုကို ဖြစ်စေတယ်။မိုးတိမ်ပမာလွံ့မျောနေမယ်။လူသားတစ်ယောက်ရှိပါတယ်။ မောစိဖြူကြီးသည်အထက်ပါအတိုင်းဘင်ဂျိုကိုသီး၍သီးဆိုကလူငယ်နောက်မှ လိုက်ခဲ့လေလူငယ်သည်ခေါင်းငိုက်ဆိုင်ကြလျက်ရှေ့မှလျှောက်လာခဲ့မောစိဖြူကြီးဘင်ဂျိုတန်တချင်းတန်သည်တောနှံ့တောင်နှံ့ပြန့်နှံ့ခဲ့ပြီဖြစ်ထိုနေရာတဝိုက်မှာဓမြတိုက်သည်ဆိုသောအမဲခွက်ကြီးလည်းလွင့်ပြောက်သွားပြီဖြစ်တဘောဝတရားနှင့်တသားတည်းနေသောတိုသည်မဟုတ်မိုးတိမ်နေသူသောလူတယောက်သည်ဂျေဇူးကံတော်တနတ်သမားလူရန်ကားကိုအနိုင်ရလိုက်လေသည်တကား ီနေ့ဖက်ပြတင်ဆက်ပေးသွားတဲ့ဝိတုလီကတော့တလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တအူတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ